အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အောင်မဲအနေနဲ့တစင်ဦးကို EC ကလီလုတ်ခဲ့တဲ့အကြောင်းအပသားအာကြီးမှဖွင့်ချလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်တစင်ဦးကသူ့ရုံးမှာလှုပ်လှုပ်တာအရုံးစင်းပြီဆိုရင်ဒီကောင်ကဟောပါလေ OD ရှိတယ်ပေါ့အဲတရင်ကြတဲ့အတိုင်းက OD ရှိတယ်ဘာညာဆိုပြီးတော့ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာပြီးသူကအရက်ထိုင်တောက်တာအရက်ထိုင်တော့ပြီးပြီးတာကူလီနှလုံးနဲ့ကြည့်တာကြည့်တော့ကြတော့ကောင်မလေးကကြောက်လာအောင်ကြောက်လာတော့သူလည်းလုပ်ပေးမလို့တော့ခြေတွေဝင်ပြီးတော့တက်ခွာပြန်အောင် Telegram အကောင့်၃ကောင်လောက်ရှိတယ်။အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကဒဇင်ဦးကိုကြောင်နေပုံပေါ်တယ်။နော်ကျွန်တော်တို့ဒဇင်ဦးတို့ကဒဇင်ဦးမတည်သေးဘူး။ဒဇင်ဦးအမေလည်းမတည်ဘူး။သွားမေးကြည့်လိုက်။ဇော်ကုန်းရေးဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာအလိုချင်းညာပြုတ်မှုနေထိုင်လဲဆိုတာဒဇင်ဦးကဒဇင်ဦးအမေရောတည်တယ်။ကိုကျော်စိုးဦးလည်းတည်တယ်။နော်ကိုနှမလေးလို့ဖေးမပေးတာပဲရှိတယ်။ကုညီသေးတာပဲရှိတယ်။အဲ့ဒီ Telegram က၃ကောင်။နော်အဲ့ဒီ၃ကောင်လုံးက အဲ့တတိယလို့ကျွန်တော်တို့နာမခါမှာသွားလိုက်တာဟုတ်ခြေဝင်တဲ့ပုံစံပေါ်တယ်ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှအာကျွန်တော်အဖြစ်ဖြစ်ကျွန်တော်မကျင်နေပြီးတော့ထပ်ပြောပြန်အောင်နော်စန္ဒေးတာစန္ဒေးဆိုလဲကြည့်လိုက်ပါဦးသူတို့ပြောနေတာကြားပြီလေသူတို့က PDF နဲ့သိုးတယ်ကျွန်တော်ပေါ်မှာ PDF ကမှပုံမှန်တော်တယ်မှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တက်ကောင်မှာကျွန်တော်ကိုတိုက်ခိုက်သေးတယ် ဒီတဲကောင်ကတော်တယ်မှမလို့သူ့လို့သူ့လို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 ့မရဘူးဒီတိုင်းပြီးချစ်ပါတယ်တက်မလို့ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမတဲ့ကောင်တွေကောင်မတွေကကျွန်တော်အတိတိုက်ခိုက်တာနော်နော်အဲ့ကောင်တွေကဒါတင်ဦးနဲ့ကျွန်တော်လည်းအဲ့နာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေတာဖုံးချောင်းလေးတနာယူလေးနော်တက်မလို့ကဒူးအချင်းအမျိုးသမီးတယောက်ကိုလည်းမှအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးချောင်းကတိုက်ဆိုင်တာလို့ပြောရတာလေနော်စစ်တယ်လို့ပါလို့သွားပြောတာနော်အဲ့ကောင်မလေးကတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့နော် တို့စမ်းကြည့်လာအောင်တို့အဲ့အခုတစင်းဦးနဲ့ကျောင်းနဲ့တော့ခြေဝင်ပြန်ပြီးတော့အဲ့မှာခဏတို့ပြောတယ်ဘာလဲဆိုတော့အောင်မင်းကထောက်ပေါက်လာပြန်အောင်ကျွန်တော်ဒီရင်တော့ဘာမှဒီလောက်တက်ကိုမရှိဘူးမင်းညမှာဆိုဘာထွက်မှာလဲမင်းတို့ဆက်လိုက်လိုက်မှာလားမင်းညမှာဆက်လိုက်ပဲလိုက်လို့ရမယ်နော်အခုမင်းတို့ရဲ့ကံကြမ္မာတရားတွေမင်းတို့အကုသို့များနေနေရတယ်အခုရေကြီးနေပြီနော်အမကားတွေပါမြုပ်နေပြီမိုးရတယ်အမအချောင်းနော်လောက်ကြမင်းတို့ကြက်ကြက်လို့မင်းတို့တဘာဝဘေးကမင်းတို့ကြည့်မနေဘူးနော် မလင်းရတစ်ချက်တစ်ချက်လုတ်ပေးလိုက်အပြင်ထွက်လိုက်ညအိရမလို့နင်းအိရမလို့ဖြစ်လိုက်လက်သုံးချောင်းတောင်းလိုက်တန်မုံးပြီးလာနော်ဆန်နေပက်လိုက်စီတွေပက်လိုက်ထမိန်နဲ့အလံထောင်းလိုက်နဲ့မင်းတို့ဘဝတွေခွေးပြင်းမှန်မသိဖြစ်နေတာအဲ့ဒီချိန်မှာဇော်ဘိုးရင်တော့ပြင်းဦးလေးမှာအေးဆေးပဲနေနေတာပြည်သူလူတို့အဲ့တော့ပြည်သူလူတို့ကယုံကြည်မရှိတော့ဘယ်လိုသွားလဲဆိုတော့အစိုးရကိုမကောင်းကြောင်းပြောအစိုးရမကောင်းကြောင်းပြောတော့အစိုးရမသိဘူးအခုဘာကရုပ်တရားကားဝေးတော့ဘာညာလဲလုံးလိုက်ပြီ နှစ်တခုရသွားပြီခွင်တခုအဲဟုတ်လားမလားကျွန်တော်ဘယ်ဘယ်လိုမပြောပါဘူးပြောနေတာကတိတိကျကျလုံနိုင်မှာလုံလို့ရမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုအတွက်ကျွန်တော်တို့လိုလူတွေလိုအပ်တယ်အသက်တေခံပြီးပြောရဲဆိုရဲတဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအပြုပြင်ပြောင်းလဲဖို့ပြည်သူလည်းပြောင်းလဲဝင်ထဲလည်းပြောင်းလဲနော်အဲ့လိုမျိုးပြောင်းလဲပြီးတော့မှတဖြည်းဖြည်းချင်းတိုင်းပြည်ထိုးတက်သွားအောင်လို့ပြောနေတာအဲ့ဒါခဏလိုက်တော့မတွေးတော့ဘူးပေါ့စစ်တပ်ကဘလို့သွားတက်တာစစ်တပ်ကဘလို့သွားတက်တာလဲလို့ခဏရေးခဲ့တာမှကျွန်တော်မေးချင်လို့ပါ မတို့ဘုန်းကြီးတွေရဟန်းတန်ဃာတွေစာကြောင်းတင်နေဆရာဆရာမတွေသီလရှင်တွေငါနဲ့မတူငါရန်တူတော့ပြုတ်ကြီးတွေဟမ်စစ်တပ်အားပေးထောက်ကနေဆိုတော့ကျုပ်တို့တို့ကောင်းလေးခမတို့တိုင်းတက်ပြစ်တာလေစစ်တပ်ကဘယ်လိုတက်တော့စစ်တပ်ကတိုင်းဒီကောင်ခွေတာခမတို့လုံးလို့ခမတို့စောက်အရေးကြီးစောက်ထားပြီးတော့အချမ်းတက်တဲ့ကန်ကောင်းချမ်းသူတပုံလို့ချေညာထားတဲ့တိုင်းရင်းသားလက်နဲ့ကန်ကောင်းချမ်းသူနဲ့ခမတို့ဗမာပြည်တည်းနဲ့ပေါင်းပြီးတော့မှတိုင်းပြည်ဖျက်ဆီးလို့တက်မတော့သူ့နိုင်ငံကိုဒီလိုမျိုးအခြေအနေရောက်အောင်သူ့စစ်တပ်ကလေးသိန်းတောင်နဲ့ခမတို့ကာကွယ်ထားတာစောက်အောင်တော့ကရှိဟုတ် ကိုတမင်းကိုစားပြီးတော့မှသူများချီရကိုကောင်းနဲ့ရောက်နေတယ်ခင်ဗျားတို့ကဟဲ့ောပြောတယ်ရောင်အချိန်ပြေပြောတယ်လာခဲ့မင်းတို့ PDF ရှိရနေရာလဲငါသွားတယ်ဟုတ်လားမင်းကိုပထိုးကြီးလဲငါသွားတယ်အကြံအောင်လဲသွားတယ်ဟဲ့ောနော်ပါလေမင်းတို့အခုရှိနေတဲ့ PDF မင်းတို့ကမှရင်းမှုမင်းတို့ပါတော့ငါသွားတယ်မင်းတို့မတွေ့ဘူးလားဟမ်တောင်းကန်တို့နောင်ချိုးဘာတို့ဘာလဲဘာသူရဆောက်ပြီးအကုန်သွားတယ်ကွာငါမရှိချောင်းနဲ့ဟဲ့ောကြောက်တဲ့ဒီလိုတိုင်းမှာဒီလိုတက်လာမှာရောဘူးနော်ရှင်းလား နေတော်တာလာခဲ့လေဘယ်တော့ PDF တွေလာနော်မင်းတို့အရင်စပြီးတော့စောက်ပြတနာချတာလက်သုံးချောင်းထောင်ပြီးမဲအစောက်လက်သုံးချောင်းလည်းမသိပဲနဲ့လိုက်ထောင်လာထောင်ပြီးမန္တလေးမှာဒီမိုကရေစီဆိုပြီးတော့မှသူများကားသွားလို့မရအောင်အကုန်လိုက်ပိတ်ထားတာဟမ်ရွာတွေရက်ွက်တွေအကုန်ပိတ်လာစစ်တပ်ကတကယ်တမ်းတော့တတ်မတော်တော်တော်လေးလို့ပြောရမှာနောက်စပြစ်တွေကအမားရက်ွက်တွေမှာပိတ်ဝဲဟိုချင်းနေကမန္တလေးဆိုလို့ချင်းဟိုလမ်းနာဘက်တွေအကုန်ဖျောက်ပြစ်တာအကုန်လုံးတင်မောသိနေဆိုးပလိုက်တာ အဖေလမ်းဝင်ဖေလမ်းထွက်ဖေလမ်းဝင်စစ်သားတို့ဗျာဟိုနေရာမြန်ပြားလာတဲ့စစ်သားတွေကဒီမျိုးလုံလုံရွေးလာတာနေရာမသိဘူးခွေးကြီးခွေးကြံကြံတဲ့ကောင်တွေနော်မင်းမိတ်ခွေးပိမာလို့စိတ်တယ်မင်းတို့တိုင်းပြည်ဖြည့်စည်တာနော်အဲစစ်တကအဲ့တော့ငါကွာ35လမ်းနဲ့65လမ်းထောင်းမှာနော်နေလာမျိုးပါလေမျိုးတော်စီတီစေယုံနာမှာဟမ်စစ်တကိုရအောင်စစ်ခွေးပိလို့ဘာကြံလဲအော်လဲအော်ဟွာတဏ္ဍကြီးကိုပြစ်ချပြောလဲဒါလဲတော့တယောက်ချင်းထိုးမယ်ဆိုမေတို့တွေစေယုံနဲ့ဝင်ပြေးတာနော်ငြင်းကြင်းလူလာတာဘော ကျွန်တော်ဟိုနေ့ကကျွန်တော်ခုသွားပြီးတော့သွားရောက်လူတန်းနဲ့တင်ကြုံတောင်းဆိုလို့ချင်းသမီးတနက်ကိုစံတဲကုန်လေဒီနေ့ဆိုရင်၃နဲ့စားရင်တော့နေ့ခွဲတော့ကိုရင်ကုန်မှာပေါ့ break ပဲနဲ့ဆိုရင်အဲ့ဒီတင်ကြုံဘုံကြီးတောင်းမှာအဲ့ဒီမှာဘလူတွေလည်းတိလားဓနုတွေပလောင်တွေတအန်းလူမျိုးတွေအမာတွေရှမ်းတွေအကုန်ဒုက္ခရောက်နေတဲ့လူတွေအဲ့ဘာပြောလဲအဲ့ကလေးတွေနဲ့ကျွန်တော်လည်းလက်ဆွဲနှုတ်ဆက်တဲ့ပုံလေးတစ်ပုံရှိတယ်အခုဆိုဘုံကြီးရွာလာတယ်အမင်းကတော့တိရလားဆိုတိရမောင်းတဲ့နိုင်မမာတဲ့ ျွန်တော်လည်းပြောလိုက်ပါတယ်ကျွန်တော်ကိုမဟုတ်ဘူးအရင်ဆဲတဲ့အကိုကြီးလို့မင်းမပြောဘူးလားဆိုတော့အဲ့လိုတော့မတင်ပါဘူးကြားတဲ့အကိုကြီးဆဲတာတွေကဟိုတိုင်းမျိုးတကယ်ချစ်လို့နိုင်ငံတော်တကယ်ချစ်လို့လူမျိုးကိုချစ်လို့ဆဲတဲ့အဆဲဆိုတာကိုကြည်တာနဲ့သိပါတယ်အဲ့ကလေးတော့ပြန်ပြောတော့ဝိုင်းကြီးနေတဲ့ပုံလေးနော်အဲ့တော့ကျွန်တော်တို့ကဘာပြောခဲ့လဲလက်နဲ့ကိုင်တဲ့လမ်းစဉ်ကိုလုံးဝမကျင့်သုံးဘဲနဲ့တိုင်းပြည်နဲ့နိုင်ငံလူမျိုးအပေါ်မှာအခုလိုနိုင်ငံတော်ကပင်ပေးတဲ့စာတွေကိုတင်ယူပြီးတော့မှကိုချိုးမဖက်တဲ့ နိုင်တဲ့အချိုးကိုတည်ဖို့နိုင်တဲ့တားကောင်းယတနာတွေတမိကောင်းယတနာတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့တာနော်အဲ့တော့ကိုပြောနေတာလက်နဲ့ကရဲ့လမ်းစဉ်ကဘလို့မှတိုင်းပြည်မငြိမ်းချမ်းဘူးအခုငြိမ်းချမ်းရေးလိုလားကျင်လေဆိုရင် NCA ဆိုတာနိုင်ငံတော်ကတရားဝင်ထုတ်လာတာနော်ငြိမ်းချမ်းရေးပဲလိုလိုလားပါတယ်ဆိုရင်ပြောတာပါနော်ကျွန်တော်တို့ကတနိုင်ငံနဲ့မဟုတ်ဘူးပြတကဘာလုံးမှငြိမ်းချမ်းရေးလိုချင်သေးတယ်ဟုတ်လားခဏတကယ်လူပီသားတယ်ဆိုရင်ခဏအမေရိကကနေစပြီးတော့မြန်မာနိုင်ငံအထိ ်ပိုင်ဆိုင်ရတဲ့လက်လက်တွေပြင်ပြင်ကြီးတွေကိုမျောချလိုက်ရှင်းရှင်းလေးခနာနိုင်ငံလည်းသွားမကျူးကျော်နဲ့ကိုယ်နိုင်ငံလည်းလာမကျူးကျော်နဲ့ကိုယ်နိုင်ငံကကိုယ်လူမျိုးနဲ့ကိုယ်နေသူ့နိုင်ငံသူ့လူမျိုးနဲ့သူ့နေဟုတ်လားအဲ့ဒီအမှုမျိုးလက်လက်တွေလည်းဘာမှထုတ်မနေနဲ့အမေမြန်မာပြည်ကအဘကတော်ကြီးအားအမှုမျိုးကိုဆွဲရဖို့ထောင်လိုက်တာတေအောင်ပဲကိုတိုင်မှတ်ကိုဦးမယ်တော့ဘာမှမဟုတ်တဲ့ဟိုမှာမြောက်ကိုရီးယားလောက်ဟာအမှုမျိုးပိုင်တော်မှာတိုင်ပတ်နေတယ်စစ်တီတော့ဘူးမှလုံးလုံးမရအောင်လူမလေးခွေးမကန်လုံးလုံးမရအောင်နော်စားကြည့်ရတာကဘာသမရာခေါင်းဆောင်တွေကောင်ဒီကနေ့တက်ပြောလိုက်ခြင်းသေးတယ် ခင်ဗျားတို့ကဘာကြီးငင်းချမ်းချင်းစင်လို့ဆိုရင်ကိုယ်နိုင်ငံဧရိယာကိုယ်နဲ့တမိတ်ပါလေကိုနေခင်ဗျားတို့ပိုင်ဆိုင်တဲ့လက်နက်တွေအကုန်လုံးပင်လေတဲ့မျောပလိုက်အဲ့ဒါတိုင်းတိုင်းနိုင်ငံအေးချမ်းသွားလိမ့်မယ်နော်ရှင်းလားဟောမြန်မာနိုင်ငံများသုံးအေးချမ်းချင်းစင်တာပေါ့ဗျာကျွန်တော်တို့ကခင်ဗျားကျွန်တော်အခုပြောပြမယ်ကျွန်တော်တို့တက်မတော်သားဆိုတာပြီးပြီးပါစစ်တဲ့တိုက်ရှင်တာပြည်တွင်းစစ်ကိုကိုယ့်ရဲ့လူမျိုးချင်းချင်းတိုက်နေရတာသူတို့မှလည်းစိတ်မကောင်းဘူးခင်ဗျားဒီပံမွေးမှာဖြူအောင်မှုရောပါအောင်မလုပ်ချင်ဘူးကိုယ့်လူမျိုးချင်းချင်းတနာလာသူတို့က ကျွန်တော်ဟိုနေ့ကမြင်းညာရဲ့မတ်တရားပြုံးမှု PDF မှနေတယောက်ကိုမိတယ်ဗီဒီယိုကိုပြောလိုက်ရတယ်အဲ့ဒီအချိန်ကနားမကမ်းမှရောက်နေတဲ့အချိန်ကိုကျော်စိုးကကျွန်တော်တစဉ်ဦးရောမတ်တရားပြုံးမှုကျွန်တော်တို့နဲ့လူမှုရေးရရန်ရင်းနေတော့ကောင်မလေးမှနည်းနည်းပေါ့နော်တခန်းလေးတွေပါလေးနဲ့ထိထားတာရှိတယ်မလုပ်ပါနဲ့ဗျာလို့သူ့ကိုကောင်းကောင်းသူ့ကောင်းကောင်းမွေးပြီးတော့တရားဥပဒေတိုင်းပဲဟိုကဖြစ်လိုက်ပါလို့ကျွန်တော်တို့ဗမာလူမျိုးချင်းချင်းကျွန်တော်မြင်ရတာဆင်မကောင်းပါဘူးဆိုကျွန်တော်မျက်ရည်ဝဲလာတော့နော်ကိုကျော်စိုးကမတစဉ်ဦးရောတိတယ်နော်မျက်ရည်ဝဲလာတော့ကိုလူမျိုးချင်းချင်းဗျာအဲ့လိုဟိုအထီးကိုက်တန်ရာတွေအဲ့လိုလက်တွေ ဟိုရတာလေအခုတော့ဝေဘွားတွေဘုံကျဲတော့ဘာလို့တော့ဗျာလူမမြင်တော့ပြောတာပေါ့ဗျာဒါကတော့အကြမ်းဖက်လက်နက်ကန်ရှိတဲ့နေရာတွေတော့တိုင်းပြည်မငြိမ်းချမ်းမှာဖြစ်တဲ့အတွက်စိုးရင်လို့ပြောမိတာပေါ့အခုတော့လူရှင်လက်နက်ကြီးလက်ကြီးနောက်ပြန်ထုတ်ထားပြီးတော့ဒီလိုကြီးအုပ်ထားတော့ကြတော့ဒါကတော့စစ်တော်ရေးရသူလဲလုံချုံရင်းရလောက်ရတယ်ဒါပေမဲ့ကိုကဗီဒီယိုကောင်းမှတွေ့လိုက်တော့ကြတော့ရင်ထဲမှာမကောင်းစွန့်နေလာတယ်ကိုလူမျိုးချင်းချင်းဟာအဲ့လိုကြီးတော့မဖြစ်သင့်ပါဘူးလို့ပေါ့နော်အမရဟာလို့ ကောင်းကောင်းချွေးကောင်းကောင်းမွေးထားပြီးတော့မှဟိုဥပဒေတိုင်းလေးပဲကလေးမကိုလှုပ်လိုက်ပါလို့ညီမလေးတော့လို့နောက်ဆိုရင်ညီမလေးတက်ပြီလားလို့ညီမလေးတို့ PDF တရားတာလို့ဟိုကိုတို့ဒီတော့တော့ကျောင်းဆရာမလေးတို့ဘာလို့တွေ့သွားရင်မရင်းတွေပါရင်ရှင်းအောင်မယ်လို့အခုညီမလေးတို့မိတဲ့အချိန်မှာညီမလေးတို့ဘာမှဘာမှမလုပ်ဘူးနော်လို့အဲ့ဒါတရားဥပဒေစိုးမိုးမှုရှိတဲ့နေရာနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာကွာတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒီမှာဗီဒီယိုဖိုင်တွေလည်းကျွန်တော်မှရှိတယ်နော်ကျွန်တော်တို့အဲ့လိုဂျင်တာတက်တယ်တနာတက်တယ်တကယ်တမ်းကျရင်မလုပ်ရဘူးအထူးမှဒုက္ခမဖြစ်စေချင်ဘူးအဲ့တော့ဆောနာအကိုပြောတယ်လို့ဆိုရင်စစ်သား ခင်ဗျားဗျာစစ်သားမှာပြီးသားဆုံးတယ်ဗျာစစ်ကိုမုန်းတာစစ်သားကမုန်းတာပိုပြီးမုန်းတာကိုလူမျိုးမျိုးချင်းဒီလိုပြန်တိုက်နေရတော့မုန်းတာတက်မတော်ကနော်တက်မတော်ကဘောမှာပြီးသားဆုံးတယ်ဗျာခင်ဗျာစစ်တင်ရ၄နေလောက်နဲ့ခင်ဗျားတို့စူပုံအုံတွားထားကြတော့ပူသူတို့မှလုံနေရတာနော်အဲ့ဒါဘယ်သူမှမလုပ်ချင်ဘူးခင်ဗျာစစ်သားတော်ရှိတယ်စစ်ကိုမုန်းရတိုက်ခဲ့သည်တဲ့စစ်သားနဲ့နှလုံးသားနဲ့လူစစ်သားနဲ့အသွေးသားနဲ့လူဗျာစစ်သားဆိုတဲ့လူကလည်းခင်ဗျာမိသားစုနဲ့ပြည်သူတွေကပေါက်ွားတဲ့စစ်သားသူဘလို့တိုက်ချင်ပါလဲ ုကြောင်းမျိုးမျိုးကြောင်းသူလောက်ရတာဗောစစ်သားမပင်မန်းဘူးလားအဲ့ဒီလေရိုဘနဲ့စီးပြီးတော့မှတနက်ထမ်းပြီးတော့မှကြောကိုကြီးလွယ်ပြီးချင်းခင်ဗျားတို့ပြောတဲ့ချင်းတောင်းကြီးထမ်းထမ်းပြီးတော့မှခြေတန်းမှာအခုမိုးတွေရွာနေတယ်ပြင်းဦးလဲမှာအဲ့မိုးရွာတော့အချိန်မီခုမိုးကလှုပ်ပေးရတယ်မိုးကသွားလှုပ်ပေးရတယ်ဟမ်ခုမိုးရွာနေခင်ဗျာကြည့်လို့ရတယ်ဒီမှာပြမိုးတကုံရွာနေတယ်ပြင်းဦးလဲကိုယ်ပြင်းဦးလဲကြည့်ရလို့ဂုံတိတယ်အဲ့လောက်ပင်မန်းနေတယ်စစ်သားဗျာပြောခံရတော့စစ်ခွေးရတယ်လားဒါနပဲချောက်ဗျာ တော်ထဲမှာမိသားစုနဲ့သူ့မှာမိန်းမတွေရှိတယ်။သူ့ရဲ့အသွေးသားခန္ဓာကိုယ်တွေသူ့မိန်းမတွေတက်ထဲမှာဘလို့နေလဲသူ့သားသမီးတွေဘူးမှမတိုက်ချင်ဘူး။နော်သူ့ဘာသူ့ဘာပြန်ကြည့်တာဒူမျိုးစိုးဘာလိုက်မှနေမယ်။အိမ်တော်တဲ့သူ့ရဲ့မှာသူ့မိန်းမနဲ့ခုလိုမိုးရွာနေတဲ့အချိန်နှက်ချင်တာပေါ့။ဟုတ်လား။နောက်ဆုံးမလို့ချင်ဘူးဆိုတော့အသွေးသားရဲ့ခန္ဓာကိုယ်ရတဲ့ဘက်တကာတော့လုံးချင်တာပဲလေ။ဟုတ်လား။သူတို့မှလည်းအဲ့ဒါတွေရှိတယ်။တော်ထဲမှာပြန်သွားလုပ်လို့ရမှာ။စစ်သားတော့လုံးလုံးမရဘူး။ အကြမ်းမဲ့နဲ့ကန်တောင်းချမ်းသူမျိုးနဲ့ PDF ကတော့တွေ့ရနဲ့မရင်းချင်းလို့ပြောလို့ရရင်ရမရရင်မရင်းတတ်ချင်းချစ်နေတာဒါတွေအကုန်လုံးသိတယ်နော်ပြည်ပြည်နဲ့ဗာပြည်နဲ့ခင်ပြည်နဲ့ဘုံချဲနေတယ်တွေ့ဘူးလားဟမ်ဘာမပြောရတဲ့အရှိတော့အပြူစိမ့်နဲ့အမြင်မဲနဲ့မကွဲကြရင်ပြီပြီတက်မလို့သားတက်မလို့သားအလုံးလုံး ရဲခွေးကရဲတပွဲဝင်လို့လို့ရင်ထဲကရင်ထဲလို့လို့ဝင်ကြီးဌာနလူရရတဲ့ကိုကြီးစာနေဟာတရားသိနေကိုပြည်သူလူလူပေါ်မှာနော်မတိကျိုးကျုံမပြုတ်ပဲနဲ့မရှိတဲ့လူဆင်းရဲနှွမ်းပါတဲ့လူကိုတိလာအောင်တက်လာအောင်ကူညီဖေးမရမှာနော်အခုလာပြန်ပြီဒီနေ့တစ်တော်ရဲ့ခမတစ်တော်ကတင်ဆက်ပေးလိုက်ပါတယ် PDF ရောင်ဆောင်စစ်ကြောင်းထိုးလာတည်တဲ့မင်းကွန်းတွင်တိုက်ပွဲဖြစ်ယမန်နေ့မေ28ရက်နေ့နက်ပိုင်းကစကိုင်းမြို့နယ်မင်းကွန်းကျေးရွာသို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသည့်ဖြင့်ဒေသတွင်းလှုပ်ရှားနေသည့်ကာကွယ်ရေးအဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရသည်မန္တလေးနှင့်အေယာဝတီမြစ်ချပြီးမိကက်စွာတည်ရှိသည့်မင်းကွန်းကင်းရှားရောင်စသည့်ကျေးရွာများသို့ရောက်လာသည့်စစ်ကောင်စီတပ်လက်နက်ကင်အင်အား200ခန့်ရှိသည်ဟုမင်းကွန်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော People's Servant Force အဖွဲ့ဝင်တဦးကပြောသည် ထိုလက်နက်ကိုင်များတဲ့တွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF uniform ဝတ်ထားသူများလည်းပါဝင်သည်ဟုလင်းကဆက်ပြောသည်တိုက်ပွဲပြင်းထန်တဲ့မနက်6နာရီလောက်ကစဖြစ်တာသူတို့ကလာတာ PDF uniform တွေဝတ်ပြီးတော့လာတာဆိုတော့ကျွန်တော်တို့လူတွေကသူ့လူကိုလူမခွဲခြားတတ်ဘူး အနိကကြမှာတိတော့အနိကတိုက်ပွဲဖြစ်ကုန်တာဟုဂင်းကပြောသည်မနက်ဆက်တနာယီဝင်းကျင်တွင် ကြည်အခက်ခဲကြောင်းနောက်ဆုတ်ပြေးလိုက်ရကြောင်းဂင်းကဆိုသည် သူတို့ဘက်ကအကြအဆုံးရှိတယ်သူတို့အလောင်းကို သူတို့ပြန်မြုပ်သွားတာတွေရှိတယ်သူတို့ဘက်ကရွာသုံးရွာကိုလည်းမိရှို့တယ်အင်ဂျင်နှစ်ဆက်လောက်ပါသွားတယ်ဟုဂင်းကဆိုသည်စစ်တပ်လက်အောက်ခံပြူစောတိခေါင်းဆောင်တဦးဖြစ်သည့်ပောက်ကိုယ်တော်ကယမန်နေ့မင်းကွန်းတိုက်ပွဲနှင့်ပတ်သက်ပြီးမင်းကွန်းရှာယောင်ကင်းရွာတို့မှာ PDF စကမ်းများကိုရှင်းလင်းသိမ်းပိုက်နိုင်သည်ဟုမြင်းဤစာမျက်နှာတွင်ဓာတ်ပုံများနှင့်တကွဖော်ပြထားသည်။သူတို့ကသိမ်းပိုက်နိုင်တာမဟုတ်ဘူး။ကျွန်တော်တို့ကစုပ်ပေးလိုက်တာနေ့လယ်ပိုင်းကျတော့ကျွန်တော်တို့ပြန်တက်တော့သူတို့စုပ်သွားရတယ်။အခုအဲ့ဒီစကမ်းတွေအကုန်ပြန်ရပါပြီပြဟုအထက်ပါ People Servant for Chi အဖွဲ့ဝင်ကဆိုသည်။ရှီဟောင်းစီဒီပထိုးများတမိုင်းဝင်မင်းကုန်းခေါင်းလောင်းကြီးနှင့်မြန်မာလက်မှုပညာလက်ရာများကြောင့် နမဲကျော်သောမင်းကွန်းဒေတာသည်စစ်တပ်အာဏာမသိမ်းမီကပြည်တွင်းသားမကပြည်ပခီးသွားများကိုပါဆွဲဆောင်ထားနိုင်သည့်ဒေတာဖြစ်သည်အရင်တော့ပါလေထုံးမုတ်လောက်တယ်လို့ဘာလို့လဲဘာပြီးကိသိမ်းဝင်ဆိုလာဘာသာမသိဘူးဗျာသူမျိုးသမီးနာမည်ရောပဲနော်အဲ့ဒီမုတ်ဆိုးမအမနာမည်ရဲစင်တယ်ပြောအောင်မယ်မမိုးခိုင်းနဲ့အဲ့ဒီမမိုးခိုင်းရမှာငားမှန်ရမှာစိုင်းမှာနော်အရင်တော့ကတော့တစ်တော့ရတယ်နေစင်းသားတစ်တော့တော့အကုန်လုံးခွင့်ပြုထားတယ် အခုကျတော့ DK သိမ်းဝင်လာပါလေခုံးမုံဆိုတာရှိတယ်တရားရဲ့မျိုးမျိုးလိုက်ဆွဲတာမရတော့ကျတော့တစ်တော့ရဲ့ထိုးဝိုင်းအပိုင်းမှာဆိုပြီးတော့လုတ်ပြန်ဟောအော်ဒီဘက်မှာပိုင်ဆိုင်မှုတွေကတုတ်ထားပြန်ဟောအဲ့တော့ကျွန်တော်ဟိုဝင်နှန်းနေကိုကျွန်တော်ဘယ်ပြောချင်မှမလဲဗျာကျွန်တော်သိတာဗောကျွန်တော်လည်းတစ်ချက်တစ်ပါးမှမရဘဲမုန်းခံရတယ်ဒါပေမဲ့အမှန်တရားကိုပြောတဲ့ဆိုတဲ့လူကြတော့လာလာပြီးတော့သူတို့ကပြောခိုင်းတော့ကျွန်တော်အခုလိုအေကားနေရာကိစ္စတော့ကျွန်တော်မုန်းသွားရင်လေတကယ်တော့သွားမေးလိုက်ရင်ကျွန်တော်ဘယ်လိုတစ်ချက်လာပေးလဲကိုကိုတော်ဘုန်းကြီးကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့မှ ကိုမာကူကအရက်တော့ပေးတယ်ပေးမှာတော့ဒါတော့အများကြီးရပါဘူးနော်ကျွန်တော်လည်းမနေမညာတတ်ပါဘူးနော်အဲ့တော့ကိုနဲ့မတတ်တဲ့ကျွန်တော်တိတော့တဝိုင်းဖြစ်ကုန်ကိုနဲ့တက်တော့ကြတော့လှုပ်တာအောင်အဲ့ဒီစာရစာရတွေကဒီမှာထွက်လာအောင်ကဲတောင်းပြီးရဝင်တန်းကခဏအဲ့ဒါဝင်တန်းကိုပြောကျွန်တော်ပြုပါပြောအောင်ဝင်တန်းကိုပဲပြောချင်မလဲဝင်တန်းရတဲ့လားကကျွန်တော်သိတာပေါ့ဒါပေမဲ့ဝင်တန်းနေရာတဲ့အရန်တချို့ဝင်တန်းနေရာကျွန်တော်အပြင်းအပြောနေရဗျာအနာရှိနေဆက်ဝင်တန်းစုပ်ဝင်တန်းရုပ်တွေကလည်းလုံလုံးနေတယ် လို့လို့နေအခုမဟုတ်ပြတတ်အခုမဟုတ်နေမယ်ဟမ်မောက်လိုက်ခုံလိုက်လို့တာပြည်သူလူလို့အဲ့တော့ပြည်သူလူကယုံကြည်မကြည့်တော့ဘယ်လိုသွားလဲဆိုတော့အစိုးရကမကောင်းကြောင်းပြောအစိုးရမကောင်းကြောင်းပြောတော့အစိုးရမသိဘူးအခုဘာကယုံကြည်ကားဝင်းတော့ဘာညာလဲလှုပ်လိုက်ပြီအဲအဲ့မှာကောင်းတဲ့တခုရသွားပြီတွင်တခုအဲဟုတ်လားမလားကျွန်တော်ဘယ်လိုဘယ်လိုမပြောပါဘူးပြောနေတာတိတိကျကျလုံနိုင်မှာလုံလို့ရမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုအတော့ကျွန်တော်တို့လိုလူတွေလိုအပ်တယ် ်အသက်သေးခံပြီးပြောရဲဆိုရဲတဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအပြုအမူပြောင်းလဲဖို့ပြည်သူလည်းပြောင်းလဲဝန်ထမ်းလည်းပြောင်းလဲနော်အဲ့လိုမျိုးပြောင်းလဲပြီးတော့မှတကယ်ပဲတိုင်းပြည်ထိုးတတ်အောင်လို့ပြောနေတာအဲ့ဒါနော်ဟုတ်ပါတယ်ကျုပ်ပဲစစ်သားပါဝန်ထမ်းကြောင့်သိလို့ပေါ့ဗျာခင်ဗျားတို့ကထွက်မပြောဘူးသိရတဲ့အနေပြောရမှာဒီအချိန်မှာဒီအချိန်မှာအကောင်းဆုံးဖြစ်ရမှာကျွန်တော်တို့နိုင်ငံကဝန်ထမ်းတွေကိုလည်းလေးစားမယ်တက်မတော်လည်းအာကိုချင်းစိတ်တွေပေါက်လာမယ်နော်အဲ့တော့အဲ့ဒီ နားမရအခုကိစ္စလည်းလာပြန်ပြီနော်မစားရတဲ့မေတ္တာနဲ့ပတ်ပြီးဟိုဘက်ကတစ်ဘက်ကသူ့အမှုရှုံးတော့ဘာမှုရှုံးတော့ခုတစ်တော့ဟိုဒါတစ်တော့ပိုင်ပါဆိုလုံးပြန်အောင်အတစ်တော့ပိုင်ဆိုခင်ဗျားတို့အရင်တော့ဘာလို့ဖွင့်ခိုင်းတော့မဟုတ်ဘူးလားကျွန်တော်ပြောတာတဲ့ရင်လည်းပြန်သိလိုက်တယ်ဟိုဘက်ကတစ်ဘက်ကိုအစိုးရအနေနဲ့ပြန်ပြီးတော့ညှိနှိုင်းပြီးတော့လုပ်ဖို့ခင်ဗျားတို့အောက်ကနေဘာကြီးလုပ်မှလည်းမသိဘူးနော်အဲ့တော့ကျွန်တော်ကျွန်တော်တို့ဘလို့ပဲတိုက်ခိုက်တိုက်ခဲ့ပါတော့ခင်ဗျားတို့ကျွန်တော်ကဘာမှမဖြစ်တော့ဘူးဘာလို့လဲဆိုတော့ ခင်ဗျားတို့မလုံနိုင်တဲ့အလုပ်တွေကျွန်တော်လုပ်နေတဲ့အတွက်ခင်ဗျားတို့အဲ့လို Telegram ဒီမှာဟောပေါ့နော်အဲ့လိုရှောက်ရေးတာရှောက်ပြောတာတွေနော်အဲ့လိုမဟုတ်ပါဘူးကားတွေခင်ဗျားတို့ကျွန်တော်ပုံတင်မှ like တွေပါရတယ်ထင်တယ်နော်ကျွန်တော်အကြောင်းတွေပြောမှဟိုအသေးတွေပါကျွန်တော်ဝင်ကြည့်တယ်ကျွန်တော်ဝင်ကြည့်လိုက်တယ်ကျွန်တော်အကြောင်းပြောလိုက်ပြီဆိုတာ ਨੇ သူကအဲဟွာတော့အဲလူကြည့်များတယ်ပေါ့နော်ဟိုလူကြည့်များလာတယ်လူစိတ်ဝင်စားမှုများလာတယ်ရပါတယ်ခင်ဗျားတို့စိတ်ချမ်းသာရင်ပြီးရောနော်ခင်ဗျားတို့ပြောချင်တာပြောခင်ဗျားတို့ကျွန်တော်ဘယ်တော့မှပြန်မပြောဘာလို့လဲဆိုတော့ခင်ဗျားတို့က ကျွန်တော်ဘုံမခံတဲ့ကောင်ဆိုပြန်ပြောလိုက်တော့ကျွန်တော်တရားဆိုရနော်အဲ့လိုမျိုးအဲ့ဒါကခင်ဗျားတို့မပြောတော့ဘူးခင်ဗျားတို့ကအဖက်လည်းမလုပ်တော့ဘူးအရေးလည်းမယူတော့ဘူးနော်နောက်ကနောက်လုပ်ချင်လို့ပြောရင်ပြောခင်ဗျားတို့ကဘယ်နဲ့အနေနဲ့ဖမ်းခိုင်းအောင်ပြောတော့ရေးနော်အဲ့ဒီဟိုမှာ Telegram အကောင့်၃ပေါက်လောက်ရှိတယ်အဲ့ဒီအကောင့်၃ပေါက်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကတစင်ဦးကိုကြောင်တဲ့ပုံပေါ်တယ်နော်ကျွန်တော်တို့တစင်ဦးတော့တစင်ဦးမတည်သေးဘူးတစင်ဦးအမေလည်းမတည်ဘူးသွားမေးကြည့်လိုက်ဇော်ဖုံးရင်းဆိုတဲ့ကောင်မိမသားတယောက်ပေါ်မှာ အလိုချင်းညာပြုတ်မှုနေထိုင်လဲဆိုတာသဇင်ဦးရောသဇင်ဦးအမေရောသိတယ်ကိုကျော်စိုးဦးလည်းသိတယ်နော်ကိုနှမလေးလို့ဖေးမပေးတာပဲရှိတယ်ကုညီပေးတာပဲရှိတယ်အဲ့တယ်လီဂရမ်က၃កောင်နော်အဲ့၃កောင်လုံးကအဲ့သဇင်ဦးတို့ကျွန်တော်တို့နားမကမှသွားလိုက်တာဟုတ်ခြေဝင်တဲ့ပုံစံပေါ်တယ်ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှဟာကျွန်တော်အဖြစ်ကျွန်တော်မကျင်နေပြီးတော့ပြောပြရအောင်နော်ဆန်တေးတာဆန်တေးဆိုလဲကြည်လိုက်ပါ ာကြာပြီလေသူတို့က PDF နဲ့သိုးတယ်ကျွန်တော်ပေါ်မှာ PDF ကမှပုံမှန်တော်တယ်မှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တက်ကောင်မှကျွန်တော်ကိုတိုက်ခိုက်သေးတယ်เนาะ PDF ကမှတော်တယ်မှာမလို့သူ့လို့သူ့လို့လုံးလို့မရဘူးဒီတိုင်းဒီချစ်ပါတယ်တက်မလို့ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမားတဲ့ကောင်တွေကောင်မတွေကကျွန်တော်အသေးတိုက်ခိုက်တာเนาะเนาะအဲ့ကောင်တွေကအဲ့ဒါတင်ဦးနဲ့ကျွန်တော်လည်းအဲ့နာမသာသွားလိုက်တာကိုသူတို့ကခြေဝင်နေတာခြေဝင်နေတာဖုံးချောင်းလေးတနာယူလေးเนาะတက်မလို့ကတူအချင်းအမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင် ကျိုးကြောင့်တိုက်ဆိုင်လာလို့ပြောရတာလေနော်စစ်တယ်လို့ဘာလို့ကားပြောတာနော်အဲ့ဘာမှလည်းသူတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်လည်းနော်တော့စမ်းကြည့်တာပေါ့တို့အဲ့အခုဒဇင်းဦးနဲ့ကျွန်တော်လည်းသွားတော့ဂျေးဝင်ပြန်ပြီးတော့အမှခင်ဗျားတို့ပြောတယ်ဘာလဲဆိုတော့အောင်မင်းတာထားပေါက်လာပြန်အောင်ကျွန်တော်အရင်တော့ဒဇင်းဦးကသူ့ရုံးမှာလှုပ်လှုပ်တာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကအော်ဗါလေအိုဒီရှိတယ်ပေါ့အဲတရေကြံတဲ့အတိုင်းပါအိုဒီရှိတယ်ဘာညာဆိုပြီးတော့ကျန်တဲ့လူတွေပြန်ခန်းပြီးတော့အဲကလေးမလေးကိုပဲထားတာ ပြီးသူကအရက်ထိုင်တော့တယ်အရက်ထိုင်တော့ပြီးဂျာကူလီနှလုံးနဲ့ကြည့်တာကြည့်တော့ဂျာတော့ကောင်မလေးကကြောက်လာအောင်ကြောက်လာတော့သူနဲ့လှုပ်သွဲမလို့တော့ခြေတွေဝင်ပြီးတော့ထပ်ပွားပြန်အောင်နော်ထပ်ပွားပြန်အောင်အဲ့လိုအဲ့လိုအဲ့လိုအချင်းတွေနော်အဲ့လိုလူမျိုးတွေကမြန်မာပြည်ရဲ့တည်င်းဌာနတို့ဘာလို့လှုပ်တော့နော်ဖမ်းပေါ်ကဘာဖြစ်တော့ဖမ်းတော့ငောက်ပါနဲ့ဖမ်းပါတော့အဲ့ငါနဲ့ငါနဲ့တွေ့တဲ့ဗါလေလူတွေတော့ဆုံကုန်ခွင့်မယ်ဟုတ်လား ခတ်လိုက်ကွာမြင်မြန်ဖမ်းခတ်လိုက်ကောင်းတာပေါ့မင်းတို့လည်းနားကြီးတက်တာသွားတာပေါ့ဒါလည်းအထဲမှာနည်းနည်းအေးရအေးချောင်းသွားအနားယူရတာပေါ့လုံးမစိုးလို့ရှိရင်လုံးမလုံးစိုးလို့ရှိရင်ငါဟိုလုံးမစိုးလို့ရှိရင်ငါကိုလည်းပြင်မဲနေဘာမှလည်းမရပဲနဲ့တိုင်းကျိုးပြီပြီလို့လုပ်ပြီးတော့မှမဟုတ်အဲ့လိုမျိုးတွေတိုက်ခိုက်နေဦးမယ်မင်းတို့ဖမ်းလို့ငါထောင်ကျတော့လဲငါထောင်ထဲမှာနည်းနည်းအနားယူရတာပေါ့ဟုတ်တယ်မလားပြောပါဦးကျွန်တော်ကျွန်တော်ဘာလို့မှပြန်မပြောဘူးကျွန်တော်ကကျွန်တော်စိတ်ကဟိုက ဟိုကပြောလိုက်ပြီးသားနော်ကျွန်တော်တို့ရဲ့အဲ့ဒီ channel တွေလည်းကျွန်တော်နာမည်လည်းတက်လည်းမပြောတော့ဘူးကျွန်တော်စွန့်ကပြောပြီးပြီလေကျွန်တော်ဟို Telegram မှာတိုက်ခိုက်နေတဲ့အကောင့်၃ကောင်လောက်ရှိတယ်နော်တရင်တာနာကတော့ဒါကတော့သူတော်မှဒီလိုမျိုးပဲရှိတာပဲလေသူတစ်ချိန်တော့ကျွန်တော်ပြောခဲ့တာပဲအာကြီးတို့ပြင်မှာဘာဖြစ်တယ်တော့ညပြောဇော်ဟိုးရင်တို့ဟိုရောတော်ရစီဗီကိုဘာလို့အဲ့လိုမျိုးပြောခဲ့တာပဲလေနော်ပြောပေါ့ဗျာနော်ပြောကြအောင်ဖြစ်သွားတော့လည်းဘာဖြစ်လို့လဲမဟုတ်လားလူကဗျာအသက်တောင်ပေးထားတာကိုဘာတိလာကြောင်းရအောင်ဒီကိဒီကမှာဒီလိုလှုပ်လှုပ်တာအသက်သေးခံပြီးလှုပ်ရတာ အဲ့တော့ထောင်ကြမယ်လို့မင်းကိုဖမ်းမယ်လို့ဆိုတော့အော်ကျွန်တော်ကဘာဖြစ်မှာတော့ဗျာနော်နော်ဟောကိစ္စအမှန်နဲ့ဟောအနေပြောလိုက်မယ်ကျွန်တော်တို့ဟိုကျွန်တော်တို့အရင်တော့ဝင်ကြီးချုပ်ခေါင်းကတော့တက်ဆင်နော်သူတို့ပြောလိုက်မယ်သူတို့အမှဟောကိစ္စအမှပြောလိုက်မယ်နိုင်ငံတော်အစ်စ်နေနဲ့ပြောလိုက်မယ်နော်အခုအဘကကြိုကြီးတက်ချုပ်ကြီးတို့ဘာတူချုပ်ကြီးတို့အဲကျွန်တော်ကကျွန်တော်ပြောတဲ့နိုင်ငံတော်နားစားကဝင်ကြီးချုပ်တို့ကလုံးဝအလန်းလာမှာနော်နိုင်ငံရေးကိုရှယ်ကစားမှာနိုင်ငံရေးကိုရှယ်ကစားမှာရှယ်ကစားပြီးရှယ်လုံးမှာ နိုင်ငံရေးကိုရှယ်ကလားမှာရှယ်တွေ့မှာနော်သူ့ဟာနဲ့သူတဖြည်းဖြည်းတော့တိုင်းပြည်အဲဒါတိုင်းပြည်မှာဟိုဘောမဆစ်စစ်တွေမဟုတ်တဲ့အမှန်နဲ့အမားကိုခွဲခြားဆင်ခြင်ပြီးတော့မှပြောရဲဆိုရဲတဲ့လူတွေအများကြီးလိုအပ်တယ်အဲဒါဆိုတိုင်းပြည်လည်းပြောင်းသွားလိမ့်မယ်နော်ဘူဒီမယားမရေးခြင်းခံတာကျွန်တော်လည်းမသိဘူးကျွန်တော်တော့မက်ခိုင်နေဝင်ကိစ္စတွေရောပေါ့နော်ကျွန်တော်တော့ဒါကျွန်တော်တကယ်အမှန်တမ်းပြောတော့မက်ခိုင်နေဝင်လို့အမျိုးသမီးကိုထမင်းလျှော်ပေးရရင်ပေးမှာကျွန်တော်ဒါစကားအစွမ်းကုန်ပြောလိုက်တာ ကျွန်တော်တို့ကတော့ဘသူတွေဘာတွေပြောပြောမက်ခိုင်ဝင်းတွေမက်ခိုင်နင်းဝေကိုလေးသားတယ်နော်တိုင်းပြည်မှာဒီလိုပဲနော်လုံနိုင်တဲ့လူတွေဆိုအမျိုးမျိုးအတရေလိုက်ဖြတ်တယ်တခုနဲ့မရတခုနဲ့လိုက်ဖြတ်တယ်လိုက်လို့တယ်အကူပေါ့နော်အကောက်ကြံတာပေါ့နော်အကောက်ကြံတာနော်အကောက်ကြံကြတာအခုမက်ခိုင်နင်းဝေလို့ပရိုက်တာတွေမက်ခိုင်ဝင်း